ထားလေးကြားလို့ရှိရင်လူတွေကလေအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အကုန်ဆုံးပြည်စုံမှအလုပ်လုပ်မယ်လို့သူတို့ကတွေးထားကြတယ်တကယ်တမ်းကျတော့လူဘဝက growth ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေနေရာလက်ကိုရှိရတယ်မွေးလာတွေကဘယ်သူမှပြည်စုံတယ်လို့မဟုတ်ဘူးတကယ်တော့ရှိတယ်မိမိကတော့ nothing wrong ပေါ့နော်ဘာမှမမှားဘူးလူတယောက်ဖြစ်တယ်ဆိုတာလူတူးဖြစ်တယ်ဆိုတာလူရင်းကရင်နဲ့ကိုကပြည့်ပြည့်ပြည့်စုံအောင်လုပ်ရတာပဲအဲ့တော့တစင်းချင်းတက်ရတာပဲ တော့တွားတဲ့နေရာတိုင်းမှာလာတဲ့နေရာတိုင်းမှာဘာပဲလုပ်လို့ကိုကဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုရည်ရွယ်ပြီးတော့ create လုပ်သွားတာလေဒါ human ရဲ့ system နဲ့မှာပါပြီးသားကိုကနေ OE ပြည့်လို့လုပ်တခုထားလုပ်ပြီးဆိုရင်ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးပြည့်ဖို့ဆိုတာကလေတည်တဲ့တိပြည့်မှာမဟုတ်ဘူးလုံရင်းကရင်တွားရင်လာရင်စားရင်တောက်ရင်နေလေကိုကကိုအတက်နိုင်ဆုံးဒီ moment မှာဒီအချိန်မှာ ယခု now အခုမှအတက်နိုင်ဆုံးကိုယ့်လက်ထဲမှာဘာရှိသလဲကိုယ့် skill တွေကဘာရှိလဲကိုယ့်ရဲ့အရေးချင်းတွေကဘာရှိလဲကိုယ့်ရဲ့တန်ဖိုးတွေကဘာရှိလဲနော်ကိုယ့်ရဲ့ experience တွေကဘာရှိလဲအတွေ့အကြုံတွေဘာရှိလဲအဲ့ဒါနဲ့စပြီးတော့မှအတက်နိုင်ဆုံးလုပ်ဖို့ပဲလိုတာအာမဟုတ်ဘူးငါ perfect မဖြစ်လို့ perfect ဖြစ်အောင်လုပ်ရမယ်ဆိုလို့ရှိရင်တော့ဒီလိုတစ်ခုကဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဘေးအရာကိုပဲလှုပ်လှုပ်ခြင်းနဲ့မှုမရှိဘူးဆိုတာသတိထားရမယ် ြင်းနှမှုရှိမှာမဟုတ်ဘူးအဲ့ဒါကိုကိုကရောက်ရှိတဲ့နေရာမှာရတဲ့ဟာနဲ့ပဲ accept လုပ်ပြီးတော့ဘဝကိုတည်ရမှာနောက်တစ်ဆင့်ကျရင်နောက် level ကျရင်လေကျင်းနှမှုရှိအောင်မှာမဟုတ်သေးဘူးဒါလူသားလေအဲ့တော့အဓိကက perfect ဖြစ်ဖို့မလိုဘူးကျင်းနှမှုမရှိဘူးဆိုတာလေသူများနဲ့ရှင်ပြီးတော့မှ perfect မဖြစ်ဘူး perfect ဖြစ်အောင်လုပ်နေကြတာဒါကြောင့်မို့ကျေရမှာဇောရီမောဟရီလောဘရီတက်တက်တဲ့ပုံစံဖြစ်နေတာတရားကြလို့ရှိရင်ကိုယ်နေထားနဲ့ကိုယ့်ရဲ့ပုံစံနဲ့ ကိုယ့်ရဲ့ skill နဲ့ကိုယ့်ရဲ့ experience နဲ့မှန်မှန်လေးကတက်သွားကြည့်ကြည့်ကိုလိုချင်တဲ့နေရာကိုကိုရောက်ပြီးတော့မှပြည့်တယ်မပြည့်တယ်ဆိုတာတွေကကိုယ့်ရဲ့ story တွေမှာမရှိတော့ဘူးပေါ့နော်ဒါကြောင့်မလို့အရာရာကိုအရင်ကြီးပြည့်နေအောင်လှုပ်ရှားမလုပ်ဘူးလို့မှန်မှန်ကန်ကန်လေးနဲ့ပဲအေးအေးချမ်းချမ်းလေးနဲ့တက်သွားလို့ရပြီလို့နော်ဒါကြောင့် perfect ဖြစ်ချင်တဲ့လူတွေမှာရှိတယ်အဲ့ဒါတွေကအဲ့တော့ဇောတွေမောတွေလောဘတွေကတ်နေမလားဘောသားကြီးနဲ့ပါနေမလားတိတ်မှန်မှန်လေးနဲ့ကိုယ့်ရဲ့အနေထားလေးနဲ့ คือพ่อของนใช้นุยาบาลเองแล้วเนาะ